မင်္ဂလာပါရှင်။ဘာမောခေတိတရင်ဌာနမှာပြည်နေကျဆူလိုက်ပါရရှင်။ယခုချိန်မှာစာပေဆွန်လွန်ဆက်နှစ်ရဲ့စိတ်ဝင်စားပွဲထိတ်တန့်ရောက်တရင်များကိုအစီအကံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတရင်အနေနဲ့လုံခြုံရေးသတိပေးထားသည့်မယန်းကုန်းမြို့နယ်ထွေဥယုံအတွင်စက်ကောင်စီဝန်ထမ်းချင်းဓာတ်ထုတ်တတ်မှုဖြစ်စွဲတဲ့တွင်ဖြစ်ပါရယ်။ ရှမ်းကုန်းမြို့မယန်ကုန်းမြို့နယ်ထွေဥရုံအတွင်းတွင်ထွေဥဝန်ထမ်းတဦးအားမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုရီးလက်ထောက်ကထားပြင်ထိုးသွင်းမှုဖြစ်ခဲ့သည်ရှမန်နီစွန်လ17ရက်နနက်10:00နာရီခန့်၌မယန်ကုန်းမြို့နယ်ထွေဥရုံမှအငဲတန်းစီရဲကိုအောင်မြင့်မြတ်ကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုရီးလက်ထောက်ကျော်စိုးမင်းကထားပြင်ထိုးခြင်းဖြစ်သည်ဟုဖြစ်စဉ်ကိုသိရှိသူတို့ကပြောသည် တားယူလာပြီးထေဥယုံနေတဲ့ထိုရာဗျကိုအောင်မင်းမြတ်ကတန်ရဲထေဥယုံကနေဆက်ရှောင်းပြီးဒီမှာမယန်ကုန်းထေဥယုံတွဲဖက်ကြနေသူပါသူသေးတယ်ကျော်စိုးမင်းကတော့ပြေးနေတယ်ဟုတ်မယန်ကုန်းမြို့နယ်ထေဥယုံနဲ့နီးစပ်သူကပြောသည်ကိုအောင်မင်းမြတ်ဒီအသက်36နှစ်အရွယ်ရှိပြီးထေဥယုံငယ်ရင်းစီရေးဖြစ်တာဝန်ထမ်းထန့်ဆောင်နေသူဖြစ်ပြီးကျော်စိုးမင်းမှာအသက်50ကျော်အရွယ်ဖြစ်ကြောင်းသိရှိရသည် ပြီးခဲ့သည့်ဇန်နဝါရီလ30ရက်နေ့ကမယန်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတိုင်းခရင်ကိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ခရင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယပုံမူကြီးဖြိုးအောင်ဟိန်တို့ကရန်ကုန်မြို့ပြပျောက်ကြားဖွဲ့များ၏တိုက်ခိုက်နိုင်ခြင်းအတွက်လုံခြုံရေးဆိုင်ရာစီဝေးခြင်းပါခဲ့သည်ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ထမ်းများအားလုံခြုံရေးမပေါ်ဆိုင်ရုံနှင့်လုံခြုံရေးအထူးကိယပြုရန်ဒုတိယပုံမူကြီးဖြိုးအောင်ဟင်းကပြောခဲ့သည် ထို့ပြင်မြို့နယ်အထူးရေးဥဆိုရေးအဖွဲ့ဥက္ကဋ္ဌကလုံခြုံရေးဆိုင်ရာညံ့ကြားချက်များနေ့စဉ်ပြောနေသည့်ကြားမှပြင်ပမှလမ်းတိုက်ခိုက်ပေအချင်းချင်းတက်ပြတ်မှုဖြစ်ခြင်းဖြစ်သည်ဆလဘီပလဲမြို့နယ်တွင်ပြစ်ချခံရသည့်တိုက်လေယာဉ်မှာတရုတ်ထုတ် Chandu F7M ခေါင်းလေယာဉ်အမျိုးအစားဖြစ်ပြီး American Dollar နှစ်သန်းခွဲတန်ကြီးရှိစစ်တပ်တွင်တိုက်လေယာဉ်ဟောင်းများထုတ်သုံးခုခံရသည့်အထိအခြေအနေစိုးရွားမှုပေါ်လွင်စေဦးဆိုဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းပလဲမြို့နယ်တွင် PLA ကပြစ်ချလိုက်ပြက်ကျခဲ့သောစစ်တပ်တိုက်လေမှာတရုတ်တုတ်ချန်တူ F7MK ဟောင်းလေအမျိုးအစားဖြစ်ပြီးအမေရိကန်ဒေါ်လာနှစ်သန်းခွဲတန်ကြီးရှိချောင်းတပ်သရင်ရှင်မြန်မြန်ကပြောဆိုသည်ဇွန်လ10ရက်နေ့မိုးလယ်12:55မိနစ်အချိန်စကိုင်းတိုင်းပလဲမြို့နယ်ကန်နုံစခန်းသိမ်းတိုက်ခွဲတွင်ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကစစ်တပ်တိုက်လေရင်ကိုပြစ်ချနိုင်ခဲ့ကြောင်း ရှင်းလေရင်မှာစပန်စိတ်ကြီးရွာတင်းတို့ပြက်ချသွားခဲ့ပြီးရှင်းလေရင်မှာတိုက်လေရင်မိုတိုသေးဆုံးခဲ့ကြောင်း PLA ကဒီဗျူထုတ်ပြန်ခဲ့သည် PLA ကရှမန်နီထုတ်ပြန်ခဲ့သောတိုက်လေရင်အပိုင်းဆမြိုင်တပ်ပုံမှတ်တမ်းများအရာပြက်ချခံရသည့်တိုက်လေရင်မှာတရုတ်နိုင်ငံတို့ Chandu F7M တိုက်လေရင်အမျိုးအစားဖြစ်ပြီးခေဟောင်းမျိုးအစားဖြစ်ကြောင်းတက်တန်းအလွန်ကြာမြင့်နေပြီဖြစ်ကြောင်းလုံခြုံစိတ်ချမှုလုံးဝမရှိသောအနေအထားဖြစ်ကြောင်းတက်တရင်ရှင်မြစ်ကပြောဆိုသည် ြစ်ကြသွားတဲ့တိုက်လေရင်က F7N ဖြစ်တဲ့ မကွေလိတက်ကနေတက်လာတဲ့လေရင်ဖြစ်တယ်ဖြစ်တာတော့မြေပြင်ကအဖွဲတွေကဝိုင်းပြစ်ကြမဲ့အနေအထားမျိုးရှိပါတယ်ပြက်ကျသွားတာကတော့နောက်ဆုံးပလဲနေတယ်မှာပဲ PLA စုံမှုတဲ့နေရာကိုကျသွားတဲ့အနေအထားလို့သိရပါတယ်လေတရေကတော့ A channel ကိုလေတီးဖွင့်ပြီးဆင်းမှုသူစူးစားတယ်လို့သိရတယ်ဒါပေမဲ့ A ချက်ကလည်းအဲ့ဒါဖြစ်နေတယ်နေဆက်တဲ့လေတက်အတိုင်းဝိုင်းကတော့ဘလို့ပြောမလဲဆိုတော့ flying coffin ဖြစ်စဉ်အနေအထားမျိုးလို့ပဲသုံးသပ်ကြပါတယ်ဟု CDN ပူကြီးစင်ရောကပြောဆိုသည် အကျန်းဖက်စက်ကောင်စီကအသုံးပြုနေသောလက်နက်ခဲယံများကိုခွဲကျန်းစိတ်ဖြာနေသော Tactic Raptor 2.0ကလည်းပလဲမြင့်နေတွင်ပြတ်ချသွားသောတိုက်လေယာဉ်မှာ Chandu F7N ဖြစ်ပြီးလေယာဉ်မှူးတဦးရဲသာလိုက်ပါနိုင်သောတိုက်လေယာဉ်ဖြစ်ကြောင်းထပ်မံတည်ပြသည်။ ပြန်ကြတဲ့တိုက်လေရင်ကအင်ဂျင်တစ်လုံးနဲ့ဖြစ်တဲ့ MAF ရဲ့စစ်စိမ်းရောက်ခတ်မှုဖြစ်တဲ့လေယာဉ်မှုတူရဲပဲဆိုတော့ F7 ပဲဖြစ်နိုင်တယ်ဟုတပ်တိကဲ Raptor 2.0ကအတည်ပြုပြောဆိုသည်လေတပ်သတင်းရင်းမြစ်တချို့ကတရုတ်ကထုတ်လုပ်ခဲ့သော General F7N အမျိုးအစားတိုက်လေယာဉ်ကိုမြန်မာစစ်တပ်က1990ခုနှစ်အစောပိုင်းကာလများတွင်အစီးရေ60နီးပါးဝယ်ယူခဲ့ပြီးစိန်နှုန်းအဖြစ်လည်းတစ်စီးနှင့် American Dollar နှစ်တန်ခွဲလာတန်ကြီးရှိကြောင်းရှင်းတိုက်လေယာဉ်များမှာစိတ်ချမှုမရှိ၍မကြာခဏပြတ် ျခဲ့ပြီး2018ခုနှစ်ဧပြီလနဲ့အောက်တိုဘာလအတွင်းတွင်ဂျန်ဒူ F7 N ၃စီးပြတ်ကျခဲ့မှုကြောင့်တူရရင်ရခုအချိန်ကြီးဂျန်ဒူ F7 N များကိုစက်ကောင်စီကအုံပြုနေရခြင်းမှာလီတက်တွင်တိုက်လျင်လိုအပ်ချက်နှင့်စစ်တိတ်လီတက်အုံပြုခုခံနေရမှုအခြေအနေစိုးဝမှုကိုပေါ်လင်းစေသည်ဟုပြောဆိုသည်ဒီလေရင်တွေကလုံဝစိတ်ချရမှုမရှိဘူးအထူးသဖြင့်တော့ safety ပိုင်းမှာလုံဝစိတ်မချရဘူးဒါပေမဲ့ဒီလောက်အခြေအနေဆိုတဲ့တိုက်လေရင်တွေကိုထုတ်သုံးနေရတဲ့အထိအစကစ မှာတိုက်လေရင်တွေထုတ်သုံးတဲ့နေရာမှာအတော်ကိုအကျက်တဲစိုက်နေတာပေါ်လင်းနေတယ်။လေတက်မှာ Genu F7M နေထုတ်သုံးပြီးလေချောင်းတိုက်ခိုက်မှုလုပ်ရတာဆိုတော့လေတက်မှာမရှိရှိတာသုံးပြီးခုခံနေရတာကိုပေါ်လင်းစေတယ်ဟုလေတက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။အကြံပေးဆက်ကောင်းစီကဆက်အနာသိမီနောက်2021ခုနှစ်နောက်ပိုင်းစစ်လီရင်နဲ့ရဟယင်စနစီကိုတော်လင်းတက်များပြစ်ချဖြက်စီးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရှိရသည်။ ဆက်လက်ပြီးရွှေဘိုရင်ကင်းလင်းရန်ထလာသောစစ်ကောင်းစီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၃သိဆုံးဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းရွှေဘိုမြို့ရင်ကင်းလင်းရန်ထလာသောအကြမ်းဖက်စစ်ကောင်းစီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှ၃ဦးသေဆုံးခဲ့ကြောင်း Fighter for Freedom အဖွဲ့မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်။ ဇွန်လ6ရက်နေ့တွင်ရွှေဘုံမြို့တောင်မတ်ထွန်းမို့ဦးတွင်ထိုင်ချတက်ဆွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများသည်ရွှေဘုံမန္တလေးကလန်းဘက်ကိုကင်းလျင်ထွက်လာစဉ် Fight for Freedom ဖွဲ့မှတော်လှန်ရေးဘော်များနဲ့မာမိတ်တပ်ဖွဲ့များကအဝေးထိမ်းမိုင်းများလက်နက်ကြီးလက်နက်ငယ်များဖြင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရသည်ထိုတိတိတိုက်ပွဲသည်မိနစ်40ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးကတော်လင်းရဲဝံများထိခိုက်ပြည့်ပြင်းနေဆုတ်ခွာနိုင်ခြင်းကြောင့်သိရသည် အဲ့ဒီတိုက်ခိုက်မှုကစစ်ကောင်စီဘက်က၃ရောက်သေးပါတယ်ထိခိုက်မှုလည်းရှိပါတယ်ပွဲဖြစ်ပြီးတော့အနာရေးကနှစ်စီးနဲ့လာတင်သွားပါတယ်စစ်ခွေးခံမင်းကြီးတရားဝန်ကျင်မှာအခုလိုတိုက်ခိုက်မှုတစ်ခုပြီးသွားတဲ့အခါတိုင်းမှာခရင်အမြပြကုံသွားပါတယ်အဲဒါကြောင့်ကျွန်တော်တို့နောက်ထပ်တိုက်ခိုက်မှုအတွက်ခရင်ပြန်ဖြည့်တင်မှုအရန်ခက်ခဲသွားပါတယ်ကို Fight for Freedom အဖွဲ့ကတောင်းရင်ရှိသူတူကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုရွှေဘုခံ MS5 တရင်တက်ခွဲနဲ့ Fight for Freedom FFF PDF တော်စီကင်းပြည်သူ့ကော်မတီရဲ့ဖွဲ့ရွှေဘုမြို့နယ်တိုက်နယ်က ပကပတာကနာနဂါမင်းပြည်သူ့ကာကွယ်ရေးအဖွဲ့စာမဏေပြည်သူ့ကာကွယ်ရေးအဖွဲ့ခွတ်တောင်းရစာပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်းအောင်လယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်နေကြောင်းသိရှိရသည် ဆက်လက်ပြီးမုတုံကစစ်တပ်စခန်းတစ်ခုကိုမွန်ပြည်တဲ့ AD ဝင်တိုက်ဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်မုတုံမြို့နယ်နှီးပတော်ကြည်ရွာနယ်ရောင်းနှောင်းကြည်ရွာကြားမုတုံတပ်မျိုးစီရဲ့အလံပိုင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတက်စခန်းကိုမွန်ပြည်တဲ့ပါတီ NSP AD ကဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့မြေပြင်သတင်းရှင်းမြစ်တွေထံကသိရှိရပါတယ်။ဇွန်လ17ရက်မနက်9:00နာရီခွဲချိန်ကရောင်းနှောင်းကြည်ရွာအနီးကလန်ပေးမှာအင်အား30ကျော်နဲ့တက်ဆွဲထားတဲ့စစ်ကောင်စီတက်ကိုမွန်ပြည်တဲ့ပါတီဆက်အနာရှင်တိုက်ဖြတ်ရေးအဖွဲ့ NSP SPED ကဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုကြောင့်နှစ်ဖက်တိုက်ပွဲအချိန်တနအီကျော်ဖြစ်ပွားခဲ့ပြီးမုတုံချေဆက်အမှတ်318မြောက်တက်ကလေးလက်နက်ကြီးအစမ်းမပြတ်ပစ်ကူပေးခဲ့တယ်လို့မြေပြင်သတင်းရှင်းပြတွေကပြောပါတယ်။တိုက်ပွဲအတွင်းနှစ်ဖက်တိုက်ခိုက်သေးဆုံးမှုတွေရှိနေတယ်လို့သိရပေမဲ့အရှိအထွတ်အတိအကျကိုတော့တန်ရင်တိုင်အနေနဲ့ဆက်လက်စုံစမ်းနေပါတယ်။ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးမွန်ပြည်သက်ပါတီ NLSPED ပြောခွင့်ရနိုင်ကောင်းစကားတန်တန်လင်းတိုင်းကဆက်သွယ်မေးမြန်းခဲ့ပေမယ့်အခြေအနေမသိရှိရသေးဘူးလို့ပြန်နေဖြေကြားခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားနေချိန်မူတုံတပ်မျိုးစစ်အလံပိုင်းမှာခီးသွားကရှာနေချိန်တနင်္လာကျောကြလမ်းပိတ်ဆုံးမှုဖြစ်ပေါ်ခဲ့ပြီးမနေ့ရှင်းနိုင်လောက်မှာကားရီပုံမှန်တိုင်းပြန်နေတော်လာနေကြပါတယ်။ပြီးခဲ့တဲ့မေလ20ရက်နေ့ကလည်းရောင်တောင်ကြီးရွာအနီးရှိစက်ကောင်စီတက်စကန်တခုတိုက်ခိုက်ခံရတာကြောင့်စက်ကောင်စီတပ်သားတို့သေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိ တယ်လို့ NSBAD ကသတင်းထုတ်ပြန်ထားပါတယ်။ဆလဘီ TNL ထိန်းချုပ်ထားတဲ့နမ်မတူမန်လီရွာအစစ်ကောင်စီညသကောင်ချင်းဘုံကျဲဆွေသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းနမ်မတူမြို့နယ်မန်လီကျေးရွာအောင်စစ်ကောင်းစီမှယနေ့ဆွန်လ12ရက်မနေ့အစောပိုင်းတနင်္လာ25မိနစ်အချိန်တွင် Jet Fighter ဖြင့်ဘုံနှလုံးကျဲချခဲ့သည်ဟုသိရသည်စစ်ကောင်းစီတပ်မှတအောင်တက် DNL ထင်းချုပ်ထားသည့်မန်လီကျေးရွာအောင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Jet Fighter ဖြင့်ဘုံကျဲချခဲ့ရာမန်လီကျေးရွာစာသင်ကျောင်းနှင့်ဘုံကြီးကျောင်းအနီးကျရောက်ပောက်ခွဲခဲ့သည်ဟုဒေသခံအမျိုးသမီးတူကတန်လင်းခတ်ကိုပြောသည်ရွာစာသင်ကျောင်းနှင့်ဘုံကြီးကျောင်းကြားမှတလုံးကြားတဲ့နောက်ထပ်တလုံးကဘုံကြီးကျောင်းနှင့်တိတ်မကျောင်းကြားမှကြားတော့ ူတီးခိုက်မှုတော့မတိရသေးဘူးကျမတို့လည်းညာရင်ချင်းကိုပန်တပြေရွာဘက်ကိုထွက်ပြေးလာကြတာဟုလကောင်းကပြောသည်ဂျက်ဖိုက်တာမှာပြစ်ခတ်ပြီးနောက်ပိုင်းနဲ့လည်း၎င်းရွာအနေတိုက်တင်ဆက်လက်ပြန်တန်းနေသောကြောင်းမန်နီဂျီရွာဒေသခံများသည်လေရင်မှထပ်ပြစ်မြေကိုဆိုရင်းပြီးအနည်းရှိတောင်ရဘက်နဲ့ပန်တပြေဂျီရွာဘက်သို့တိမ်းရှောင်နေကြရသည်ဟုဆိုသည်ပန်လုံကျေးရွာဒေသခံအမျိုးသမီးတဦးကလည်းကျမတို့ကအိမ်နေတာဘုံဆိုပြီးပောက်ကွဲတဲ့ကြားမှာနိုးလာတာကျမတို့ရွာဘက်ကနေကိုတုံခွာသွားတာအခုထိဝဲနေတော့မယ်ဟုတန်လင်ခတ်ကိုပြော သည်အဆိုပါပန်လွန်ကျေးရွာသည်ပုံကျဲခံရသည့်မန်လီရွာနှင့်ဆိုင်ငယ်ခရီး15မိနစ်ခန့်ကွာဝေးသည့်နေရာတွင်တည်ရှိသည်ပြည်ခဲ့သည့်2020ဆစ်စင်ရဲ့ကာလ2024ဒီဇင်ဘာလ29ရက်တွင်မန်လီကျေးရွာအားစစ်ကောင်စီမှ Jet Fighter ဖြင့်ပစ်ခတ်၍ဖုန်ကြီးကျောင်းထိမှန်ပြီး TNEC ကျောင်းဆရာမတအူးသေဆုံးခဲ့ရသည်။